တရားဆောင်ရည်ရခိုင်ပရင်မင်းတီရခိုင်ပရင်မင်းဤစွာရခိုင်တမိုင်းမှာကတောင်းထင်ရှားရည်မင်းတဖာဖိုက်ပနာလဲမြို့ခိုင်မှာရခိုင်ပရင်နိုင်ငံလောင်းပြဲမြို့တော်ကိုအေရီ1383ကအေရီ1389ထိတရား6နိုင်တိုင်တိုင်အုပ်ချုပ်ခဲ့ပါတယ်ခုနှစ်နှစ်သားအရွယ်ကပဲဘရင်အရိုက်အရာကိုစက်ခံခဲ့ပနာတတ်တော်တရား73နိုင်အထိထီနန်းဆိုဆန်းခတ်စွာလေးတွေ့ရပါတယ် တခါကမဲမှုထံအမတ်တီကွင်းရပြီးကေလက်မှာပေးချန်နေတဲ့ထုံးတီကိုနန်းတော်တိုင်တီမှာအမတ်တမတ်တုတ်လေးစီခတ်ပါရယ်ဘယေမင်းတီမြင်ကေနောက်ခါနန်းတော်တိုင်မှာထုံးတုတ်ရီလင်တီကိုတွေ့ကေတုတ်တဲ့လက်ချောင်းကိုဖြတ်ဖို့ဆိုပနာအမိန်တော်ချမ်းမတ်ခတ်ပါရယ်တရက်နီဘယေမင်းတီကိုလိုင်းနန်းတော်တိုင်မှာလက်ညှိုးနဲ့အမတ်တမဲထုံးတုတ်မိပါရယ် ရင်ကျင်ကိုမြင်ရဲ့အမှတ်တပါးကအချိန်နာရီနဲ့တကွာမှတ်တားလိုက်ပါတယ်။ရင်ထုံတုတ်ရကိုဘယင်မင်းထီးမြင်လို့စစ်မင်းရဲ့ခါမှတ်တမ်းယူထားတဲ့အမှတ်ကလည်းဘယင်ကိုလန်တုတ်ချောင်းအချိန်နဲ့တကွာရှောက်တင်ပါတယ်။ဘယင်မင်းထီးကအများရှိမှတို့ထုံတုတ်တဲ့ကုလက်ရိုးကိုတန်လင်းနဲ့ဖျက်ပလိုက်ပနာတရားစီရင်ခါပါတယ်။လောင်းပြမြူနာကနန်းကြအရက်မှာဖျားရုပ်ထုတဆူရှိပနာရှိကား လက်ရပဲလက်မှာလက်လေးချောင်းရရှိပါれလက်ညှိုးမပါပါရခိုင်မရင်မင်းသီးကိုအစွဲပြုပနာအထိမ့်မအဖြိုက်ပြုလုပ်ထားခါဟန်တူပါれကြိချူအားပြည့်တဲ့လူဒီကိုကျေးဇူးတင်ပါれ